ကိုရီတုံးနေတဲ့လုံဆောင်ရစ်တက်တာတော့ရဲ့ဂနန်းနေကို combination lock လို့ခေါ်ကြတယ်ဘွနော်ဟုတ်ဒါပေမဲ့အဲ့ဒီစကလုံးကတကယ်တော့နည်းနည်းလွဲနေတယ်ဆိုတာသတိထားမိဘူးလားတော့နံပါတ်က472ဆိုရင်လေအဲ့ဒီကနန်းတုံးလုံးကိုအစင်လိုက်အတိုင်းတိတိကျကျရိုက်ထည့်ရမှာပွင့်လာတယ်ဟုတ်တယ်724လို့ပြောင်းထည့်လိုက်ရင်ဘာမှဖြစ်လာမှာမဟုတ်အဲ့ဒီအချက်ကတွတ်တွန်စိတ်ဝင်စားဖို့ကောင်းတယ် နေ့စဉ်သုံးစကားမှာတော့ combination ဆိုတဲ့စကားလုံးကိုနေရာတကာမှာလွယ်လွယ်ကူကူသုံးလိုက်ကြတာပဲဒါပေမဲ့တင်ချမှာတော့အစီအစဉ် order ကအရေးကြီးလားမကြီးဘူးလားဆိုတာက အရာအလုံးကိုပြောင်းခက်လန်းပစ်နိုင်တဲ့မေးဝန်းတစ်ခုပဲအဲ့ဒါကြောင့်မို့လို့ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကအဲ့ဒီအကြောင်းအရာပဲနေ့စဉ်ဘဝမှာအမတ်မားပြီးရောထွေးသုံးဆွဲနေတတ်တဲ့ commutation နဲ့ combination ဆိုတဲ့စကားလုံးနှလုံးရဲ့နောက်ွယ်ကတကယ်ဒီပဲကိုရှင်းရှင်းလင်းလင်းသိသွားအောင်အတူတူလေ့လာကြည့်ရအောင်ပါ ဟုတ်ပါတယ်ဒီကောင်စီကိုရှင်းပြဖို့အတွက်ကျွန်တော်တို့လေ့လာထားတဲ့အချက်အလက်တွေထဲကအခြေခံသဘောတရားတွေဖော်မြူလာတွေနဲ့လက်တွေ့ကျတဲ့ဥပမာတွေကိုသုံးသပ်သွားမှာပါဒီကောင်စီရဲ့အလားပါဆုံးအချက်ကရှုပ်ထွေးတဲ့ဖော်မြူလာတွေမဟုတ်ဘူးအစီအစဉ်ကအရေးကြီးသလားဆိုတဲ့ရိုးရှင်းတဲ့မေးခွန်းတစ်ခုတည်းနဲ့အရာအလုံးကိုအပြည့်ထုတ်နိုင်တာပဲဟုတ်ပြီဒါဆိုအဲ့ဒီမေးခွန်းကိုပဲအခြေခံပြီးဆက်လိုက်ကြရအောင်ဥပမာကျွန်တော်တစ်သေးဆုံးဖြော်ရည်တစ်ခွက်ဖြောမယ်ဆိုပါစို့ ပန်းဒီစပစ်ဒီနဲ့ငှဖြော်တီကိုဖြော်ဆက်ထဲထဲမယ်။အင်းဘယ်အတီးကိုအရင်ထဲထဲနောက်မှထဲထဲရလာတဲ့တတိဇုံကတော့အရသာအတူတူပဲ။ဒီနေ့မှအစီအစဉ်ကဘာမှအရေးမကြီးဘူး။အဲ့ဒါကိုသင်ချာမှာ combination ဒါမှမဟုတ်ရွေးချယ်မှုလို့ခေါ်တယ်။အရေးကြီးတာကဘယ်ຢာဒီပါဝင်တယ်လဲဆိုတာပဲ။ဘယ်လိုအစီအစဉ်နဲ့ပါဝင်တယ်လဲဆိုတာအရေးမကြီးဘူး။ပီဇာမှာ topping ၃မျိုးရွေးတာနဲ့အတူတူပဲပေါ့။အော်ဟုတ်တယ်ဟုတ်။ မောတန်လွင်သည်ပင်စိန်ရွေးတာနဲ့ပင်စိန်မောတန်လွင်သည်ရွေးတာကရလာမဲ့ပီဇာကအတူတူပဲအတူတူပဲလေဒါမင်းအစပြောခဲ့တဲ့ thought number 472ကတော့အရင်လုံးဟုတ်ဘူးမဟုတ်ဘူးကနန်းနေနေရလွဲသွားတာနဲ့တော့ကဖွင့်မှာမဟုတ်တော့ဘူးဒီတော့အစီအစဉ်ကအတပဲဟုတ်ပါတယ်ဒါကိုကြတော့ permutation စီစဉ်မှုလို့ခေါ်တာပေါ့အဲမှတ်ရလွဲအောင်ဆိုရင် permutation မှာ position ဆိုတဲ့အတန်ထွက်တဲ့စင်တူရောနေရာလိုက်စီစဉ်ရတာလို့မှတ်ထားလို့ရတယ် တကယ်တော့ permutation lock လို့ခေါ်ရင်ပုံမှန်မှာဟုတ်တာပေါ့ကဲဒါဆိုအစီအစဉ်ကအရေးကြီးတဲ့ permutation အကြောင်းကိုရင်းစုံအတွင်းကြကြလည်လာကြည့်ကြရအောင် permutation မှာအခြေခံအဖြစ်အမျိုးအစားနှမျိုးရှိတယ်ပထမတစ်ခုကထက်ခါထက်ခါသုံးဝင်ရှိတာဒုတိယတစ်ခုကတော့ထက်ခါထက်ခါသုံးဝင်မရှိတာထက်ခါထက်ခါသုံးဝင်ရှိတာကတော့ခုနကတော့ဥပမာလို့မျိုးပဲနေမှာอืมကနင်းသုံးလုံးပါတဲ့တော့မှာ333ဆိုပြီးကနန်းတစ်ခုတည်းကိုထပ်သုံးလို့ရတာကိုဒါကိုတွေ့ရတာလဲလွဲလောက်တယ် ထမနေရာအတွက်ရွေးစရာကဏ္ဍဆက်လုံး0က90ရှိတယ်ဒုတိယနေရာအတွက်လည်းဆက်လုံးပဲတတိယနေရာအတွက်လည်းဆက်လုံးပဲဆိုတော့10 time 10 time 10ပေါ့တည်တည်ကြကြပါပဲသင်္ချာ formula နဲ့ဆိုရင်ရွေးချယ်စရာ n ခုထဲကအာနေရာအတွက်ရွေးချယ်တဲ့အခါ n ကိုအားခါမြုပ်တာ nr ပေါ့ဩတော့ဥပမာမှာ n က10 r က3မို့10 cube ဖြစ်ပြီးဖြစ်နိုင်ခြေပေါင်း1000ရှိတယ်ဒါကရိုးရှင်းပြီးအလိုလိုနားလည်နိုင်တဲ့အမျိုးအစားပါဟုတ်ပြီ ဒါဆိုတခါတခါတုံးခွင့်မရှိတဲ့ permutation ကတော့ဘယ်လိုကွာသွားမလဲဒီမှာတော့တခုရွေးပြီးရင်နောက်တခါထပ်တုံးလို့မရတော့ဘူးဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်ဥပမာတစ်ခုကပြေးပွဲတစ်ခုမှာလူ10ယောက်ပေါင်းရှင်ပြိုင်ပြီးပထမဒုတိယတတိယစုတွေကိုရွေးချယ်တာမျိုးပေါ့အင်းအင်းတယောက်က ပထမစုရတော့ရင် तू ကဒုတိယစုကိုထပ်ရနိုင်တော့မှမဟုတ်ဘူးလေအဲ့ဒီအခါမှာရွေးချယ်စရာတွေကတဆင့်ပြီးတဆင့်ညော့သွားတယ်ဩတဘောပေါ့ပြီး ပထမစုအတွက်ရွေးချယ်စရာလူ10ယောက်ရှိမယ်။ဟုတ်တယ်။တယောက်ရသွားပြီဆိုတော့ဒုတိယစုအတွက်9ယောက်ပဲကျန်တော့မယ်။ပြီးရင်တတိယစုအတွက်10ယောက်ပဲကျန်တော့မှာပေါ့။မှန်ပါတယ်။ဒါဆိုဖြစ်နိုင်ခြေက10 times 9 times 8ပေါ့။အဲဒါကိုသင်ချာနီးရပိုးပြီးဒေတာလပအောင်ရေလို့ရတဲ့ဤတန်းရှိလား။ထန်ကနေစပြီးကနန်းတုံးလုံးကိုမြောက်ပါလို့ကြောနေရတာနည်းနည်းရှည်ကြည့်ပဲရှိပါတယ်အဲ့ဒါကို factorial ဆိုတဲ့ thinking the square x square နဲ့ ဖော်ပြတယ်။ factorial factorial ဆိုတာကပေးထားတဲ့ကိန်းဂဏန်းမှနင်းစစ်အထိတစ်ခုချင်းစီလျှောက်ပြီးမြောက်သွားတာပါ။ဥပမာ full factorial ဆိုရင်4 times 3 times 2 times 1ဆိုတော့24ပေါ့။ Hmm. ဖူးကစားတဲ့ဘောလုံး6လုံးကိုအကုန်စီမဲဆိုရင်16 factorial နီးလောင်ပေါင်းရှိမယ်။အဲ့ဒီအရေကကအင်မတန်ကြီးငါပါတယ်။ခဏလေးကျွန်တော်တွေ့ပူတာတစ်ခုက0 factorial ကို1လို့သတ်မှတ်ထားကြတယ်။ ဘာမှမရှိတာကိုစီစဉ်နိုင်တဲ့နည်းကတနည်းရှိတယ်ဆိုတာနည်းနည်းတော့ထူးဆန်းတယ်။ဒါကညီမျိုးချင်းတွေအဆင်ပြေအောင်လုပ်ထားတဲ့သင်္ချာလဲကွယ်တစ်ခုလိုပဲ။အဲ့လိုမြင်နိုင်ပါတယ်။တချို့ကတော့ဘာမှမရှိတဲ့အရာတွေကိုစီစဉ်ဖို့နီလန်ကတနည်းပဲရှိတယ်။အဲ့ဒါကဘာမှမလုပ်ပဲထားလိုက်တာ哦။လို့ရှင်းပြကြတယ်။ဒါပေမဲ့လက်တွေ့ကြကြပြောရရင်တော့ဒါကညီမျိုးချင်းတွေနဲ့ formula တွေအကုန်လုံးအံဝင်ခွင့်ကြဖြစ်တော့အောင်လုပ်ပေးတဲ့အရေးပဲတတ်မှတ်ချက်တစ်ခုပါပဲ။သူ့ကျုပ် formula တွေကပိုပြီးရှင်းလင်းပါတယ်။ဩ။ and ခုတဲ့က အခုကိုစီစဉ်တဲ့အခါတုံးတဲ့ formula က n dash n minus r factorial ပါ။အိုး။ဒါဆိုခုနပြည့်ဝဥမာကိုဒီ formula နဲ့ကတ်ကြည့်အောင်။ဟုတ်ပြီ။ n ကလူစိတ်ရောင်။ r ကစုတုံးစု။ဒါဆို set dash 7 net 7 net 7ပေါ့။ဟုတ်ပါတယ်။ set dash က set ခု net ကိုစက်ခု၁ခု၁၉ခု dash ခု1 7 dash က set ခု dash ku 1စားလိုက်တော့ဆက်ခု78စက်ခုပဲကျန်တော့တာပေါ့အဖြေက900လစ်စီနင်းอืมအရင်တော့နင်းနဲ့အတူတူပဲဒါမဲ့ပိုစနစ်ကျသွားတယ်တိကျပါတယ်ဒါကတော့အစီအစဉ်ကအရေးကြီးတဲ့ penetration ရဲ့ကဘာပါပဲဒါပေမဲ့အစီအစဉ်ကအရေးမကြီးတော့ဘူးဆိုရင်ဘာတွေဖြစ်လာမလဲအဲ့ဒီမှာ combination ကဝင်လာတာပဲဟုတ်ပြီပြေးပွဲမှာရွှေငွေကြေးတန်စိတ်စုတုံးစုပေးတာကတော့ ဖျားမြူတေးရှင်ဆိုတာရှင်းပါတယ်ပထမနဲ့ကတိအကမတူဘူးလေမတူဘူးပေါ့ဒါမဲ့အဲ့ဒီလူသုံးယောက်ကိုပဲတန်ဘူးတူလက်ဆောင်မဲတုံကူပေးမယ်ဆိုရင် Alice Bob Charlie တို့လက်ဆောင်ရတာ ਨੇ Charlie Bob Alice တို့လက်ဆောင်ရတာကအတူတူပဲအရေးကြီးတာကဘသူတွေစုရတယ်လဲဆိုတာပဲဟုတ်ပြီဒီမှာ combination ဝင်လာပြီအဲ့ဒီအချက်က combination ကိုတွက်ချတဲ့အခါအဓိကကြပါတယ် combination ဆိုတာဖျာ mutation ထဲကမှအစီအစဉ်ပြောင်းလို့ထပ်နေတဲ့အရေးအတွက်တွေကိုဖိထုံးလိုက်တာပဲ ်ခုနက Alice Bob Charlie ဆိုတဲ့လူ၃ယောက်ကိုဘလိုနီးနဲ့အဆီဇန်အမျိုးမျိုးပြောင်းလို့ရလဲ3 factorial နီးအော်3 factorial နီးဟုတ်တယ်3 times 2 times 1 equals 6နီးရှိတယ်ဒါဆိုလူစိလောက်ထဲကစုထုံးစုအတွက်အစင်လိုက်ရွေးတဲ့ဖြာမြူတေးရှင်းအရေအတွက်ခုနီးရိုင်20ကိုဟုတ်တယ်အဲ့ဒီထပ်နေတဲ့6နီးနဲ့ပြန်စားလိုက်ရမှာပေါ့720 equals 6 ness out of 120အင်းဒါဆို တန်ဘိုးတူလက်ဆောင်မဲ၃ခုကိုလူ၁၀ယောက်ထဲကရွေးပေးနိုင်တဲ့နီလန်က120ပဲရှိမှာပေါ့ permutation နဲ့အများကြီးနည်းသွားတာပဲဒါပါပဲဒါကြောင့် combination ထက်ခါထက်ခါ၃ဝိမရှိတဲ့အမျိုးအစားအတွက် formula က permutation formula ကို r နဲ့ထပ်ဆက်လိုက်တာပါပဲ n factorial r factorial n minus r factorial ပေါ့ n choose r လို့လည်းခေါ်ရဟုတ်ဟုတ်ပါတယ် n choose r ပေါ့ ထီလောကမှာဒီသဘောတရားကအရန်ရေးချီးတယ်ဘလို့မျိုးလဲထီနံမတွေရွေးတဲ့ခါပြန်နံမအရင်ထွက်လာတယ်လဲဆိုတာအရေးမကြီးဘူးလေအင်းဟုတ်တယ်ကိုရွေးထားတဲ့နံမတွေပါဟိုပဲအရေးကြီးတာဒါဆိုထီပေါ့ဖို့ဖြစ်နိုင်ခြေက combination နဲ့တွေ့တာအော်တကယ်လို့ ठी က permutation ဖြစ်ပြီးထွက်တဲ့နံပါတ်တွေကအစင်လိုက်တူရမယ်ဆိုရင် ပေါက်ဖွက်အခွင့်ရေးကအခုထက်အစားပေါင်းများစွာပိုနေသွားလိမ့်မယ်ဟာဟာဟာ တနည်းပြောရရင်ထီဆိုတာတင်ချတဘောရရရောတဲ့ကန်ဆာမဲတမျိုးပေါ့အဲ့ဒီလိုတွေးကြည့်လိုက်တော့ပိုစိတ်ဝင်စားဖို့ကောက်သွားတယ်ပူပေါ်လုံးစကြလုံးတဲ့ကထုံးလုံးကိုအစီအစဉ်မလို့ပဲရွေးမယ်ဆိုရင် n equal to 16 r equal to 3နဲ့တွက်ရင်16.3.16-3ဆိုတော့16.3.30ဖြစ်ပြီးအဖြေက960နီးပဲရှိတော့မှာပေါ့ဟုတ်ပါတယ်ဗမ်မြူတေးရှင်းတော့က3336ရရှိတာဟုတ်ပါတယ် ဒီ formula ရဲ့နောက်ထပ်လပတဲ့အချက်တစ်ခုက C16:3 စာချုပ်လုံးထဲက3လုံးရွေးရနေ C16:13 စာချုပ်လုံးထဲက7လုံးရွေးတာကအပြည့်အတူပဲ960ပဲဖြစ်နေတာပါ။ဩဟုတ်လား။3လုံးကိုရွေးထုတ်လိုက်တာဟာကြံရဲမဲ့7လုံးကိုရွေးချေလိုက်တာနဲ့သဘောတရားချင်းအတူတူပဲဖြစ်နေလို့ပါ။ကောင်းပြီ။အခုထိတော့ရှင်းပါတယ်။ဒါပေမဲ့နောက်ဆုံးတစ်မျိုးကျန်သေးတယ်။ဟွန်းတခါတခါ၃ဝင်ရှိတယ် combination ။ဒါကတော့နားလေရအနည်းငယ်ပိုခဲ့မယ်ထင်တယ်။ စဉ်းစားကြည့်တာနဲ့တင်ခုံးရှုပ်တယ်ဟုတ်ပါရဲ့ဒီမျိုးစားကနည်းနည်းတော့အသွေးခေါပိုင်းဆိုင်ရာပိုဆန်သွားပြီဒါပေမဲ့ဥပမာလေးနဲ့ဆိုရှင်းသွားပါလိမ့်မယ်ရေခဲမုန်ဆိုင်တစ်ဆိုင်မှာအရာသာ၅မျိုးဥပမာငတ်ပြောချောကလက်တန်ဖူယာစတော်ဘယ်ရီဗနီလာရှိပြီကိုက၃ခွက်ဝယ်မယ်ဆိုပါစို့ဟုတ်ပြီဒီမှာကိုကချောကလက်ချောကလက်ချောကလက်ဆိုပြီးဒီမျိုးတဲကိုပဲ၃ခွက်ယူလို့ရတယ်ဒါကြောင့်ထက်ခါထက်ခါ၃ခွင့်ရှိတယ်ပြီးတော့ဘဲခွက်ကိုရင်းယူယူအရင်မကြည့်ဘူးဟုတ်ပြီ ဒါကိုဘလို့စပြီးတွေ့ရမလဲဆိုတာတော့မစဉ်းစားကြတော့ဘူးလက်နဲ့ခြောက်ရဖို့ဆိုတာတော့မချင်းနိုင်တော့ဘူးဒါကိုတော့ဖို့တင်းချပညာရှင်တွေကကျယ်နဲ့မြင်းတန် stars and bar ဆိုတဲ့အထူးနည်းစနစ်တစ်ခုကိုသုံးကြတယ်ကျယ်နဲ့မြင်းတန်ဒါပေမဲ့အဲ့ဒီနည်းစနစ်ရဲ့ပုံမှန်တန်တန်ထက်သူ့ရဲ့အခြေခံစိတ်ကူးကိုနားလည်ဖို့ကပိုအရေးကြီးပါတယ်စဉ်းစားကြည့်လေကိုကရေခဲမုံဆိုင်ကောင်တာမှာရက်နေတယ်ကိုမှဆုံးဖြတ်ချက်နှမျိုးပဲချလို့ရမယ်ဘန်ဒီဟာတော့တစ်ခွက်ယူမလားဒါမှမဟုတ်နောက်ရတာဘက်ကိုရွှေ့မလား ်ဆိုတာပဲ။အော်။ရေခဲမှုသုံးခွက်ယူမယ်ဆိုတော့ယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်သုံးခုချရမယ်။အရာသာ၅မျိုးရှိတော့သူတို့ကြောင့်မှခွဲထားတဲ့အကန့်၄ကန့်ကိုကြော်ပြီးရွှေ့မယ်ဆိုတဲ့ဆုံးဖြတ်ချက်၄ခုချလို့ရတယ်။အော်ဒါဆိုယူမယ်၃ခါနဲ့ရွှေ့မယ်၄ခါကိုဘလို့အစည်းအဝေးနဲ့စည်းစင်းမလဲဆိုတာကိုတွက်လိုက်တာနဲ့အတူတူပဲလားအတိအကျပဲ အဲ့ဒီယူမယ်နဲ့ရွှေ့မယ်ဆိုတဲ့စုစုပုံလှုပ်ဆောင်ချက်ခွတ်ခွတ်ခွတ်ထဲမှာယူမယ်ဆိုတဲ့၃ခုကဘယ်နေရာတွေမှာရှိနေမလဲဆိုတာကိုရွေးလိုက်တာပါပဲ formula ကနည်းနည်းရွှေ့တယ် n r 1 n r 1ပါဒါပေမဲ့အဓိကကအဲ့ဒီစိတ်ကိုပဲဟုတ်ရေခဲမှုဥပမာမှာ n 5 r 3 more 5 3 1 3 5 1ဆိုတော့7 3 4ဖြစ်ပြီးအဖြေက35နေဖြစ်နိုင်ပါတယ် အားလုံးကိုခြုံငုံပြီးပြန်ချိလိုက်ရင်တကယ်တော့အဓိကအမျိုးအစား၄မျိုးရှိသွားတာပေါ့ဟုတ်ပါတယ်အဆီဇင်အရေးကြီးမကြီးနဲ့ထပ်သုံးခွင့်ရှိမရှိပေါင်းဆက်ပြီးတော့တုတ်ပါရဲ့အချင်းချုပ်အနေနဲ့ပြန်ပြောရရင်အဆီဇင်အရေးကြီးတဲ့ permutation မှာထပ်သုံးခွင့်ရှိရင်အနာပေါ့တော့နမလို့မျိုးอืมထပ်သုံးခွင့်မရှိရင်တော့ n factorial n r factorial ပြည့်ဝစုလိုမျိုးပေါ့ဟုတ်ပြီနောက်ပြီးအဆီဇင်အရေးမကြီးရဲ့ combination မှာကြတော့ထပ်သုံးခွင့်မရှိရင် n factorial r factorial and minus r factorial ဒီနမှာတော့ comedy ရွေးတာတော့ပေါ့ဟုတ်ကဲ့နောက်ဆုံးတစ်ခုထပ်တွန်းခွင့်ရှိရင်တော့ခုန n plus r minus 1 factorial r factorial n minus 1 factorial ရေခဲမှုရွေးတာလိုမျိုးပေါ့ကောင်းပြီဒါဆိုဒီသဘောတရားတွေကိုပို့ပြီးမြင်တာတော့ဥမတချို့ကိုမြင်မြန်ဆန်းဆန်းဆွေးနွေးကြည့်ကြအောင်ကောင်းပါတယ်ကော်မတီတစ်ခုဖွဲ့ဖို့အတွက်လူ၁၀ယောက်ထက်က၃ယောက်ရွေးချယ်မယ် တာကဘာဖြစ်မလဲကော်မတီနောက်ဥက္ကဋ္ဌတွင်းမှုဆိုပြီးယာတုခွဲမထောက်မှုဆိုနေအစီအစဉ်ကအရေးမကြီးဘူးဒါကြောင့်ဒါဟာ combination ဖြစ်ပါတယ်ဟုတ်ပြီစားတော့ဆဲကဟင်းပွဲဆဲမျိုးတွေကကိုကြိုက်ဆုံးဟင်း၃မျိုးကိုအကြိုက်ဆုံးအစင်လိုက်နံပါတ်၁နဲ့၃တက်ပြီးစာရင်လုံးမယ်ဆိုရင်ရောအစင်လိုက်ဆိုရယ်စင်္ဂလုံးပါနေပြီဆိုကတဲ့ကဒါက permutation ဖြစ်တယ်ဆိုတာရှင်းနေတာပဲနောက်ဆုံးတစ်ခု စာကြည့်တိုက်ကစောက်၈အုပ်ထဲက၄အုပ်ကိုတုတေသနအတွက်ငှားမယ် ဘဲစာအုပ်ကိုအရင်ဟားလဲနှုတ်မှန်ဟားလဲဆိုတာအရေးမကြီးဘူးရေးကြည့်တာကဘဲစာအုပ်လေအုပ်ကိုလက်ထဲမှာရှိနေတယ်လဲဆိုတာပဲဒါကြောင့်ဒါက combination ဖြစ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်အဓိကမှတ်တာရမှာကတော့ရှုပ်ထွေးတဲ့ formula တွေကိုအလွတ်ကျက်နေကိုထတ်ပေါ်လေဟုတ်ပါတယ်လက်တွေ့ခြေနေတစ်ခုကိုရင်ဆိုင်ရတဲ့အခါကိုကိုကိုဒီနေရာမှာ အစီအစဉ်ကအရေးကြီးသလားမကြီးဘူးလားဆိုလေရိုးရှင်းတဲ့မေးခွန်းလေးကိုမေးတတ်ဖို့က အရာအားလုံးထက်ပိုအရေးကြီးတယ်ဆိုလာပါပဲအဲ့ဒီမေဟွန်လေးတစ်ခုကမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုချက်ချင်းယောက်ခွာစေမှာပါနားထောင်သူတွေတက်စဉ်းစားစရာအတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဟုတ်ကဲ့ကိုယ့်ရဲ့စာအုပ်စင်တစ်ခုကိုစစ်ကူးကြည့်လိုက်ပါအဲ့ဒီစင်ပေါ်မှာစာအုပ်တွေကိုဘယ်လိုနီးလန်းအမျိုးမျိုးနဲ့စီစဉ်ထားလို့ရမလဲဆိုတဲ့အရေးအတော့နဲ့အဲ့ဒီစင်ပေါ်မှာဘယ်စာအုပ်တွေတင်ထားမလဲဆိုတာကိုရွေးချယ်တဲ့နီးလန်းအရေးအတွေ့ကိုနှိုင်းရှင်းကြည့်ပါဟွန်းတစ်ခုကစီစဉ်မှု permutation ဖြစ်ပြီးနောက်တစ်ခုကရွေးချယ်မှု combination ဖြစ်ပါတယ်။ဒီ assassin ဆိုတဲ့ကွာခြားချက်လေးတစ်ခုကဖြစ်နိုင်ခြေအရေးအတွက်ကိုဘလောက်အထိကြီးမားစွာပြောင်းလဲသွားစေနိုင်တယ်လဲဆိုတာကိုတွေ့မြင်ရပါလိမ့်မယ်။